ချမရှင် KTN FM နာတော်သားဆင်သူများနဲ့ Greenin ပြည်သူပြည်သားများအားလုံးကျန်းမာပီကင်ကြပါစေရှင်ဒီနေ့ဇွန်လ20ရက်တောက်ကြနေ့ညပိုင်း KTN FM မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်ဒီနေ့အစီအစဉ်ကတော့ကျမမွန်ညားမကတာဝန်ယူတင်ဆက်ပေးသွားပါမယ် ဆင်ရမှာကတော့ right commute နေအိမ်တွင် မိုင်းရှင်းလင်းရေးအတွက်ငွေကြေးပေးရတယ်လို့ဒေတာခန်တွေကပြောတဲ့သတင်းအပါအဝင်မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုနားဆင်ရမှာပါအဲ့ဒီနောက်မှာတော့ shadow မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းသတင်းနဲ့အတူလူထုစာလွှာအစီအစဉ်ကိုလည်းတင်ဆက်ပေးသွားပါမယ်အခုအရင်ဆုံးတော့ control ဝတီထိုင်းမြေသတင်းကိုပြောပြပေးပါမယ် ုင်ကုံမြို့အတွင်းစစ်ဘေးဒဏ်ခံခဲ့ရတဲ့ရက်ွက်အတွင်းကနေအိမ်ချင်ဝင်းတွေမှာမြေမြုပ်မှိုင်းအမြန်ဆုံးရှင်းလင်းပေးနိုင်ဖို့အတွက်ငွေကြေးပေးရတယ်လို့ဒေသခံတွေကပြောပါတယ်။မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေမြန်ဆန်စေဖို့အတွက်ငွေကြေးပေးဆောင်ရတာမျိုးကိုပြုလုပ်နေရပြီးပေးဆောင်ရတဲ့ပမာဏကအခြေအနေပေါ်မူတည်ပြီးကွဲပြားတယ်လို့ဆိုပါတယ်။ အဲ့ဒီငွေကြေးတွေကိုစစ်ကောင်စီလက်အောက်ကစစ်အင်ဂျင်နီယာတပ် GE တပ်ဖွဲ့ဝင်တွေကိုပေးဆောင်ရတယ်လို့ဒေသခံတွေက ပြောပါရယ်။လွိုက်ကိုမြို့မှာတော့တစ်လီလုံးစစ်စေးရေးအတွင်းမြို့ရဲ့80ရာခိုင်နှုန်းခန့်ပြက်စီခဲ့ရတယ်လို့ဒေသခံတွေကခန့်မှန်းပြောပါရယ်။လက်ရှိအချိန်မှာတော့တခြားနီးစပ်ရာမြို့တွေမှာစစ်ဘေးရှောင်တဲ့ပြည်သူတွေလည်းလွိုင်းကုံမြို့ပေါ်မှာပြလာနေထိုင်နေကြပြီးနေအိမ်ခြံဝေးအတွင်မှာစစ်ကြံပြစ်စီနဲ့မြေမြုပ်မိုင်းကြောင့် ထိခိုက်မိတဲ့သူတွေလည်းရှိနေတာပါ။လိုက်ကိုမြို့တွင်က ရွှေတောင်၊နောင်ယာ၊မိုင်လုံ၊မင်းစု၊ဈေးပိုင်း၊ရှမ်ပိုင်းစတဲ့ရက်ွက်တွေမှာ နေအိမ်ရှင်လင်းရင်းတွေကိုဆောင်ရွက်နေကြပြီးဒေသခံတွေကို ပြည်လည်နေထိုင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ဒါအပြင်ဒေါ်ဥခုနနတ်တော်စတဲ့ရက်ွက်တွေမှာမကြာခင်ပြည်လည်နေထိုင်ခွင့်ရတော့မယ်လို့ဒေသခံတွေကပြောပါတယ် နေရက်ပြောင်းတဲ့ဒေသခံတွေကတော့မိမိတို့ခြံဝင်းမှာဘင်းကင်းလုံခြုံစွာပြည်လည်နေထိုင်နိုင်ဖို့အတွက်မိုင်းရှင်လင်းရေလုပ်ငန်းတွေကိုအမြဲဆုံးဆောင်ရွက်ပေးဖို့ကိုမျှော်လင့်နေပါတယ်။ဆဲမှုကိုအားထားပြီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့တောင်သူတွေဟာဆက်သုံးစီတွေဈေးမြင့်တက်လာတာကြောင့်ထုံရက်စိုက်ပျိုးဖို့အခက်တွေ့နေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ Greenie Pie Demon Soul ကိုဝင်ရောက်လာနိုင်တဲ့ကုန်စည်လမ်းကြောင်းတွေပိတ်သွားတာကြောင့် 73စီဈေးတွေမြင့်တက်လာတာပါ။တောင်ငူဒီမိုးဆိုလည်းမပိတ်ခင်ကဓာတ်စီတပေပါကို78သိန်းနီဝန်းကျင်ပေါက်ဈေးရှိခဲ့ပြီးလက်ရှိမှာတော့တပေပါကို73သိန်းဝန်းကျင်လောက်ကိုပေးဝယ်နေရတာပါ။လက်ရှိမှာတော့စီတွေပြက်လက်နေတာကြောင့်စီဆိုင်တချို့ကိုခက်သက်ပိတ်ထားရတာတွေရှိတယ်လို့ဒီမိုးဆိုအနောက်ဖက်ချန်တနေရမှာဓာတ်စီဆိုင်ဖွင့်ထားတဲ့အမျိုးသားတအူးကလည်းအခုလိုပြောပါရယ်။အစားတော့စီစီရောမြိုင်ဖြစ်တာလေ။ อาคนต็งกูต่อที่เนี่ยวลยที่เราน่าสรบนอกไปต้องล้ำไปหลายเช่นมาชิดติคยกูเตงอะไรทัดเตลารู้นะสรบเอาอมากาจิยินดีเพื่อเลยกาจิทัศน์เสริมยาวอะไรผู้วินเวทปิเซนรเรสเวชมาซีซีอาร์มาเซเซตงาตอนที่ดัสิตปีบาวเซตงาตอนที่ทัดเตลารู้นะ နောက်ခုကဒီဒီမြားလေးလမ်းပြင်မယ်နောက်ခဏပိတ်ထားမယ်ဆိုတော့ဒီငါရဲ့လောက်ပိတ်ထားလိုက်တော့အမစီစီကခုပေါ့စီစနေတိတ်ဆက်တော့တိန်လို့ပြောပြောရကျွန်တော်တော့မရောတော့ဘူးနော်ရထားလိုက်ရစီဝယ်ရလဲခဲတော့ဒီတော့ဈေးအရင်မိနေတော့လေအဲ့ဒါကျတော့ဆိုင်တော့ခဏလေးရထားလိုက်ရတော့နော် အခုလိုမျိုးထုံရက်စိုက်ပျိုးရသည်မှာစီပြက်လက်မှုနဲ့ကျုံတွေ့ရတာကြောင့်စိုက်ပျိုးတာနောက်ကျမယ်ဆိုရင်ဒီနယ်မှာအောင်မြင်တာမျိုးတွေအထွတ်နှုံနေတာမျိုးတွေနဲ့ကျုံတွေ့ရမှာကိုတောင်သူတွေကဆိုရင်နေတာပါဒီမွန်ဆိုဖက်ကပုံမှန်ဝင်နေကြကုံစီလန်းချောင်းတွေပိတ်ကုန်တာကြောင့်တချို့ကားသမားတွေမှာတော့စကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကနေ73စီတွေကိုတည်ယူလို့ရနိုင်ပေမဲ့ လုံချုံရေးစိန်ခေါ်ချက်တွေကရှိနေပြန်ပါတယ်။စစ်ကောင်စီရဲ့လုံချုံရေးဂိတ်တွေအပြင်ကင်းရှင်လုံချုံရေးယူလာတွေခက်ဆက်ဆိတ်တွေ့လာရပြီးစီသွားတဲ့တဲ့ကားသမားတချို့လည်းအပြစ်ခတ်ခံရတာတွေရှိတယ်လို့ဒီမိုဆိုဒီဇခန့်တူကပြောပါတယ်။လက်ရှိမှာတော့ဒီမိုဆိုမျိုးနဲ့အရှိဖက်ချမ်းမှာတောင်ရလေရာစိုက်ခင်တွေဟာဆေပုံတပုံတောင်ထုံရက်စိုက်ပြူထားနိုင်သေးတာပါစီပြက်လက်မှုကိုကြာကြာရင်ဆိုင်ရမယ်ဆိုရင်စိုက်ပြူချိန်ဟာအခါလွန်သွားတာကြောင့် တောင်သူတွေအခက်တွေ့သွားနိုင်တယ်လို့ဒီမွန်ဆုရှီချန်ကကြေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောပါရယ်။ဂရင်းနီမာတို့ကြီးလက်ဒေတာရဲ့အနေငယ်များသာစိုက်ပျိုးရေးလုပ်ငန်းတွေမှာကျွဲနွားတွေကိုအသုံးပြုပြီးအများစုကတော့ဆက်မှုကိုအသုံးပြုနေကြတဲ့အချိန်မှာအခုလိုမျိုးစီစေးမြင့်မာတာတွေဝယ်ယူရခက်ခဲတာတွေကြောင့်တောင်သူတွေစိုက်ပျိုးဖို့အတွက်အခက်တွေ့နေတာဖြစ်ပါရယ်။ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မားတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တယ်ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.ktnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဒါ့အပြင်ကနေယောက်ဒီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း တင်ဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအဒီယဆာယာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မနေ့ဖြန်ဇွန်လ23ရက်နေ့အတွင်မိုးလေဝသကြိုးတင်ခန့်မှန်းချက်ကိုပြောပြပေးသွားပါမယ်။ဘင်္ဂလားပြည်လေအော်အချိန်မှာတော့ကက်ပလီပြည်လေပြင်နဲ့ဘင်္ဂလားပြည်လေအော်တွေမှာ ိန်အသင်အသင်ကနေတိန်ထူထက်နိုင်ပြီးမုတ်တုံလင်းဟာအားအသင်အသင်ကနေအားကောင်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယူတန်၊ရခိုင်ကန်ယူတန်၊မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေတွေမှာအနောက်အနောက်တောင်ဘက်ကနေလေဟာတနိုင်းကို10မိုင်ကနေ -30 ခန့်ထိတိုက်ခိုက်နိုင်ပြီးလိုင်းအသင်အသင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့ greening ပြင်းနေအပါအဝင်နေပြီးတော့စကိုင်းတိုင်း၊မန္တလေးတိုင်း ရန်ကုန်တိုင်းအေယာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာဆက်စိတ်ကနေနေရာအနက်ပြာမိုးထချုံရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်တွေမှာတော့နေရာခွက်ကြာမူကြီးနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းချင်းမှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုချင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခိုနိုင်မဲ့ဘုံခိုခြင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ခြင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်းတစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည်း PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပြီးပါ။ အပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားခုခုခင်းမှာတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းမှာမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆိုလူထုစာလွှာအစီအစဉ်ကိုပြန်လည်တင်ဆက်ပေးပါတော့မယ်အပတ်စဉ်တောက်ကြနေမှာတင်ဆက်ပေးနေတဲ့လူထုစာလွှာအစီအစဉ်မှာတော့ပြည်သူတွေရေးသားပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးနေတာပဲဖြစ်ပါတယ် ဒီနေ့အတွက်လက်ခံရရှိထားတဲ့စာလွာကတော့နမဲခုံမြင့်ကတောင်သူတူကနေပြီးရေးသားပေးပို့ထားတာဖြစ်ပါတယ်။သူ့ရဲ့စာလွာထဲမှာတော့ကုံစင်းလုံးကြီးမြင့်မှုကြောင့်တောင်သူတွေကြုံတွေ့ရတဲ့အခက်အခဲတွေ IEC ကိုပြောကြားလိုတာနဲ့ပတ်သက်ပြီးရေးသားပေးပို့ထားတာကို တွေ့ရပါတယ်။သူ့ရဲ့စာလွာအပြည့်စုံကိုတော့မော်လီမြကအခုလိုပဲပြည့်လဲဖက်ပြပေးထားပါတယ်။ တို့ကနော်တွေထိုင်းခင်ဗျာကျွန်တော်ကတော့နမ်းမေခုံမြို့နယ်ဖက်ကရွာတရွာမှာနေထိုင်ပါတယ်ကျွန်တော်တို့ဘက်တကြောလုံးကလေယာတောင်ယာတွေလောက်ကင်ကြပါတယ်အဲ့ဒီလိုလှုပ်တဲ့အခါမှာမြေဩဇာတွေကိုဈေးကြီးပေးဝယ်နေရတယ်လို့တခြားစိုက်ပျိုးရေးမှာလိုအပ်တဲ့ဒီဇယ်ပေါင်းသဆေးမြို့ဆေးစတာတွေလည်းဈေးကြီးကြီးနဲ့ဝယ်ယူနေရတာပါကျွန်တော်တို့ကပတ်စံရှိလို့ဒီလောက်ကို လုပ်နေတာမဟုတ်ပါဘူးတချို့ဆိုရင် ပတ်စံချီးယူပြီးတော့လှုပ်ရတာပါလှုပ်เสียလဲဒါပဲရှိလို့လေကို့အတွက်စားเสียရရည်ပြီးရောဆိုတဲ့စိတ်နဲ့ပေါ့စားတောင်းဖို့ဖူလုံပြီးပိုတဲ့အနေအချင်းကိုပြန်ရောင်းတဲ့အခါကုန်ခဲ့တဲ့အရင်နည်းနဲ့လုံးဝမကြိုက်ပါဘူး IEC ကနေပြီးစပားဈေးကိုကတ်တက်ထားတယ်တခြားကုန်စင်းတို့တွေကြတော့အဆက်မတားဈေးတက်တဲ့အခါတောင်သူတွေကလှုပ်အားခတော့ပြန်ရတဲ့အနေထားမှမရှိပါဘူး ပြီးတော့အရင်နှစ် IEC ကနေပြီးတောင်သူတွေအတွက်မျိုးစစ်တွေကိုဖြတ်ဝေပေးမယ်ဆိုတဲ့ဟာကလည်းတကယ်စိုက်ပျိုးရာသီရောက်တဲ့အခါဘာအတမ်းမှမကြားရတော့ပါဘူးဆိုတော့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်ကျွန်တော်တို့လိုတောင်သူတွေအတွက်မမျှတပါဘူးတပ်ဆိုင်ရာတာဝန်ရှိသူတွေသိအောင်ဒီအစီအစဉ်ကနေစာရေးသားပေးပို့လိုက်ရတာဖြစ်ပါတယ် ပေးပို့လာတဲ့စာလွှာနဲ့ပတ်သက်ပြီး IEC စိုက်ပျိုးရေးနဲ့ဆယ်မြောင်းရေးရာဝန်ကြီးဌာနဌာနမူကြီးခူးသူရဲကိုကန်ဒရောဝတီတိုင်းကဆက်သွယ်မင်းမြန်းရာမှာတော့အခုလိုပဲပြည်လဲဖြေချားထားပါတယ်။မော်လင်းမြကဖတ်ပြပေးထားပါတယ်ရှင်။စားဖို့အတွက်စပါးမျိုးစစ်ကို ပေးဖို့အဆင်ပြေတယ်။ရုံးကိုလာယူပေးပါ။နောက်တစ်ခုက စပါးဈေးနှုန်းက IEC တတ်မှတ်ကတ်တတ်ထားတာမျိုးမရှိဘူးလို့ထင်တယ်။ပြည်နယ်ပြည်ပကမထွက်အောင်ထိမ့်သိမ်းထားတာတော့မှန်တယ်။လုပ်ငန်းရှင်တွေဈေးနှုန်းညှိနှိုင်းတာတွေတော့ရှိတယ်။ဌာနမှာဒေတာနဲ့ကိုက်ညီတဲ့စဘာမျိုးစစ်ထုတ်ဖို့စ조사နေတယ်။2020ခုလမှစဘာမျိုးတက်ကအဆင်ပြေမယ်။အခုကစဘာပဲပြောလို့ရတယ်။မျိုးစစ်အနေနဲ့အာမမခံနိုင်ဘူး။ လူထုစာလွှာအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရယ် Greeny ပြည်အတွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနဲ့ဆင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြည်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင် Kenrowati Time ရဲ့လူထုစာလွှာအစီအစဉ်မှာပေးဖို့စာကနေသင့်ပါဝင်နိုင်ပါတယ် မိတ်ဆွေတို့ရဲ့ Paypo စာကို Kendrawati Time ရဲ့ Facebook Messenger အပြင် ktfnbarmis@gmail.com ကနေလည်းစာရေးသားပေးပို့လို့ရပါတယ်။ Signal Telegram ကနေရေးသားပေးပို့ချင်တဲ့ဆိုရင်တော့အပေါင်း669 8နဲ့လေးနှစ်တက်ကိုလည်းစာရေးသားပေးပို့လို့ရပါတယ်။ဒီစာလွှာတွေကိုလည်းလူထုစာလွှာအစီအစဉ်မှာပြန်လည်ဖတ်ကြားပေးသွားပါမယ်ရှင်။ ိုင်ငံကမြမသတင်း BNI Media Group ကဒေတာတွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့ရခိုင်ပြည်သူအများစု အချိန်နဲ့တပြေးညီသတင်းသစ်ပိုင်ခွတ်တွေဆုံးရှုံးနေတယ်ဆိုတဲ့အကြောင်းအာနာသိမ့်မှုအလွန်စစ်ကောင်စီရဲ့စစ်စခန်း၂00ကျော်ကို KNU ကတင်ပိုက်ထားနိုင်တယ်ဆိုတဲ့သတင်းတွေကိုပြောပြပေးသွားပါမယ်။ ဆက်သွယ်ရေးကွန်ရက်တွေပြတ်တောက်နေတဲ့ရခိုင်ပြည်မှာပြည်သူတွေအနေနဲ့အချိန်နဲ့တပြေးညီတည်င်းသိခွေ့မရတာက ကာလရှည်စွာ ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါဗျ။နေ့စဉ်ဖြစ်ပျက်နေတဲ့တည်င်းတွေအပြင် မိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေတဘဝဘီအဒီအဆိုင်ရာကြာရောက်နိုင်ခြေတွေနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့ဤရှိခွေ့မရဘူးလို့ပြောပါဗျ။ဒါသူမုတ်တုံးလေးအားကောင်းတဲ့အခုလိုမျိုးမိုးရသည့်ကာလအတွင်းမှာ မိုးသက်လေပြင်းချရောက်နိုင်မှုတွေလေပြင်းတိုက်ခိုက်မှုတွေဖြစ်လာလို့ရှိရင်လေဒေသခံပြည်သူတွေအနေနဲ့အချိန်နဲ့တပြေးညီတင်းသိရှိခွင့်ရဖို့မလွယ်ဘူးလို့ပုံနာကျုံမြူနယ်ဒေသခံတူဦးကတော့နရင်ဂျရာတင်းဌာနကိုပြောပါရယ်ဒါအပြင်ပြည်သူလူထုတွေဟာဆိုလာမင်းကိုတာအသုံးပြုနေရပြီးမိုးသဲထန်စွာရွာသွန်းတဲ့နေမျိုးမှာဆိုရင် TV ကြည့်ခွင့်ပင်မရဘူးလို့ပြောကြပါရယ် ဒါကြောင့်ရခိုင်လူထုတချို့ကသတင်းတွေအတွက်ရေဒီယိုကိုသာအားကိုးနေရတယ်လို့မြေပုံမြို့နယ်ဒေသခံတဦးကလည်းပြောပါရယ်။ဒါသူသတင်းတစ်ခုခုကိုသဆင့်စကားသဆင့်ကြားသိရမှုနဲ့ပတ်သက်ပြီးတိကျမှန်ကန်မှုရှိမရှိကိုအတည်ပြုဖို့ပြည်သူတွေအနေနဲ့လည်းအခက်အခဲတွေရှိနေတယ်လို့ဆိုပါရယ်။ဒါအပြင်ရခိုင်ပြည်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်တဲ့နေရာအနီးမှာမိသားစုဝေးတွေရှိနေပေမဲ့ ဘေးအဒီရဲ့ကင်းရှင်းမှု ရှိမရှိနဲ့ပတ်သက်ပြီးချက်ချင်းမသိနိုင်တဲ့အတွက်စိုးရိမ်ကြောက်ချမှုတွေရှိနေရတယ်လို့ပြည်ပကိုရောက်နေတဲ့ရခိုင်လူငယ်တဦးကပြောပါရယ်ရခိုင်ပြည်မှာတော့2023ခုနှစ်နိုဝင်ဘာလကဖြစ်ပွားခဲ့တဲ့မြို့သိမ်းတိုက်ပွဲနောက်ပိုင်းဖုန်းလိုင်းအင်တာနက်လိုင်းတွေဟာရခိုင်တပြည်လုံးနီးပါးတဖြည်းဖြည်းပြတ်တောက်သွားခဲ့ပါရယ်ရခိုင်မှာရှိတဲ့မြို့နယ်တချို့မှာတော့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ16ရက်အထိ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းနေရာကွက်ကြားရခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာစတင်က အခုအချိန်ထိကို လုံးဝပြတ်တောက်နေတယ်လို့ဒေသခံတွေကတော့ပြောပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU ဟာစစ်အာဏာသိမ်းမှု အလွန်မှာစစ်ကောင်စီရဲ့စခန်းကြီးစခန်းငယ်နေရာနဲ့အထက်ကိုသိမ်းပိုက်ထားတယ်လို့မြမမဟာဗျူဟာနဲ့မူဝါဒလေလာရေး Institute ISP မြမက ဇွန်လ12ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာတော့ KNU ဟာမြို့၃မြို့နဲ့စစ်ကောင်စီရဲ့အခြေစိုက်စခန်း6ခု၊ဘျူဟောင်းစခန်း6ခုအပါအဝင်စခန်းကြီးစခန်းငယ်200နဲ့အထက်ကို KNU ရဲ့စစ်ရေးလက်တံတွေဖြစ်တဲ့ KNLA KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကတင်ပိုက်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအချက်လက်တွေဟာ2025ခုနှစ်မေလ26ရက်နေ့အထိသူတည်တနာပြုလေ့လာချက်တွေဖြစ်ပြီးဒေတာရမှုအကန့်အသတ်နဲ့နီးနာပိုင်းမှုကွဲတွေကြောင့်ကွဲလွဲမှုတစုံတရာရှိကောင်းရှိနိုင်တယ်လို့ ISP မြန်မာကပြောပါတယ် KNU ဟာသူတို့သတ်မှတ်ထားတဲ့သမဟာခုနှစ်ခုမှာသက်ဆိုင်ရာခရိုင်အလိုက်စူမိုလှောက်ရှားပြီး အနာသိမှုအလွန်ကရင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခအများစုဟာ KNU တပ်မဟာကဖပူခရိုင်မှာဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ KNU ရဲ့တပ်မဟာခုနှစ်ခုမှာတပ်မဟာတဲ့တထုံခရိုင်၊တပ်မဟာနဲ့တောင်ငူခရိုင်၊တပ်မဟာသုံးညောင်လင်းပင်ခရိုင်၊တပ်မဟာလေးမြိတ်ထဝဲခရိုင်၊တပ်မဟာငါဖပူခရိုင်၊တပ်မဟာ၆ဒူပလာယာခရိုင် တမဟာခွန်ဗအန်ခရိုင်တွင်မှစစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။ KNU ဟာကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့သက်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်သိမ်းပိုက်တာတွေလည်းရှိလာနေပါတယ်။အခု2025မေလနဲ့ဇွန်လအတွင်းမှာထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တင့်ဘောဘူးရွှေအင်းမြိုင် ကနေလီပလေတူပရစ်နောင်နဲ့မော်ခီး 0.2566သက်စခန်တွေကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ KNU ရဲ့တက်မဟာခွန်နယ်မြေထက်ကစစ်ကောင်စီရဲ့သက်စခန်တွေကို KNLA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်တက်မဟာ6နယ်မြေထဲမှာရှိတဲ့စစ်ကောင်စီရဲ့နေချားမဆုတ်တန်ခန်းစစ်စခန်တွေကိုဆက်ပြီးထိုးစစ်ဆင်ကတိုက်ပွဲတွေပြင်းထန်နေတာပဲဖြစ်ပါတယ်။ ခုနောက်ဆက်ခဲ့ကြတဲ့ဒေတာသွင်းသတင်းတွေဟာ BNI Media Group အဖွဲ့ဝင်တွေဖြစ်တဲ့ Narendra DMG သတင်းဌာနကဒေတာသွင်းသတင်းတွေကို ကောက်နှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေအဖက်ပြည်သက်တွေကိုအပတ်စဉ်တောက်ကြနေမှာတင်ဆက်ပေးနေတဲ့ကုံစင်းတို့ နိုင်ငံခြားငွေလဲနှုန်းနဲ့တပတ်တွင်းကပ္ပရွှေစည်းမြမရွှေစည်းသတင်းတွေကိုတင်ဆက်ပေးတဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ရှားရုံးမြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းနဲ့ကပ္ပရွှေစည်းမြမရွှေစည်းသတင်းတွေကိုပြောပြပေးသွားပါမယ်။အခုရေစုံတော့ရှားတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်သူချို့ရဲ့ဈေးနှုန်းတွေကိုပြောပြပေးပါမယ်။ ရှားရုံမြို့နယ်မှာဆန်ရွှေအအမျိုးသားတအိတ်ကို3000ချက်ပဲစီအေးသူစာ50သားတဘူးကို1000ချက်ကျက်တူဖြူတပိတ်တာ15000ချက်ကျက်တူနီတပိတ်တာ9000ချက်ခန်းချင်းဒီတပိတ်တာ9000ချက်အာလူတပိတ်တာ8000ချက်ဂျင်းတပိတ်တာ9000ချက်ငရုတ်တီ6ကော်လော်အော်ဒီတပိတ်တာမှာ6000ချက်အသားသူတပိတ်တာ နှစ်တောင်းချက်အမဲဘူးတဘူးလေးထောင်ချက်စားတထုပ်တထောင်ချက်ကလဘဲတပိတ်တာတထောင်ချက်စလာဗီယာငှချောက်တပိတ်တာနှစ်တောင်းငါးထောင်ချက်ငနီတူချာတပိတ်တာသုံးတောင်းချက်ငပိထုပ်သေးတထုပ်900ချက်ဇက်ဥတလုံး600ချက်မမီခောက်ဆွဲအထုပ်သေးတထုပ်တထောင်ချက်ဝမ်ဘဲခောက်ဆွဲတထုပ်1500ချက် ကွန်ဒီတပိဒါ3500ချက်၊ရွေတပိဒါ12000ချက်၊ကယ်ဆာကွေကအထုပ်ကြီးတစ်ထုပ်18000ချက်၊ပရီးမီယာကော်ဖီအထုပ်ကြီးတစ်ထုပ်18000ချက်၊ကော်ဖီဆန်ဒေးအထုပ်ကြီးတစ်ထုပ်16500ချက်၊ဘီအိုအချိုရည်အထုပ်ကြီးတစ်ထုပ်15000ချက်၊ပဲချန်တပိဒါ15000ချက်၊လက်ဖက်6တပိဒါ 3000ချက်ရေတက်တဘူး1500ချက်ရှက်ချူရီတဘူး3000ချက်ဖူဂျီဆက်ပြဘူးကြီးတဘူး9500ချက်ဖျောင်းတိုင်32တိုက်ပါတထုပ်ကို3500ချက်ဝက်သားတပိတ်သား3500ချက်အမဲသားတပိတ်သား3500ချက်နဲ့အိမ်ချက်တပိတ်သား2000ချက်ဈေးအတီးတီးရှိနေပါတယ်73စီဈေးနှုန်းတွေကတော့ ဓာတ်စီဘုံဝါတပုံးကိုတသိန်းတပေါင်း9000ကျပ်ဖြစ်ပြီးဒီဇယ်ဘုံဝါတပုံးကိုတသိန်းတပေါင်း9000ကျပ်ဈေးရှိနေပါတယ်။အခုပြောပြတဲ့ရှားရုံးမြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေကတော့ဈေးဆိုင်ပေါ်မူတည်ပြီးဈေးအနည်းငယ်กว่าဟမှုရှိနိုင်ပါတယ်။ ဇွန်လ20ရက်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ်။အမေရိကဒေါ်လာဈေးကွက်မှာတဒေါ်လာကိုဒီကနေ့ရဝယ်ဈေးဟာ4500ကျပ်ရှိပြီးရောင်းဈေးမှာတော့4590ကျပ်ဈေးရှိနေပါတယ်။ဒီတစ်ပတ်အတွင်း16ရက်နေ့ကစလို့အမေရိကဒေါ်လာဈေးပြန်တက်လာနေပါတယ်။ယူရိုစတာလင်မှာတော့တပေါင်ကိုဒီကနေ့ရပေါက်ဈေးဟာ 9180ချက်ဝယ်ဈေးရှိပြီး ရောင်းဈေးမှာတော့9280ချက်နဲ့ဇွန်လ18ရက်နေ့ကစလို့ဈေးပြတ်တက်လာနေပါတယ်။စင်ကာပူဒေါ်လာဈေးကွက်မှာတဒေါ်လာကို3460ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3560ချက်ပေါက်ဈေးနဲ့ဒီနေ့ကစလို့စင်ကာပူဒေါ်လာဈေးကွက်ဟာတဟုန်ထိုးတက်လာနေပါတယ်။ထိုင်းဘတ်ဈေးနှုန်းမှာတော့တစ်ဘက်ကိုမြန်မာကျပ်ငွေ 136.99ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့138.86ကျပ်နဲ့တစ်ပတ်တွင်းဈေးငြိမ်နေတာပါဂျပန်ယန်မှာတော့ဒီကနေ့ရဝယ်ဈေးဟာ30.9နီးကျပ်ရှိပြီးရောင်းဈေးမှာတော့30.5ခုကျပ်ပေါက်ဈေးနဲ့ဒီရက်ပိုင်းတွင်းမှာဈေးအတက်ကျအနည်းငယ်ပြောင်းလဲနေတာကိုတွေ့ရပါတယ်မလေးရှားရီကီမှာတရင်ကီကိုဒီကနေ့ရဝယ်ဈေးဟာ 1045ကျပ်ရှိပြီး ရောင်းစင်းမှာတော့1085ကျပ်ပေါက်စင်းနဲ့ဒီကနေ့မှာပဲမလေးရှားရေကီဈေးတက်လာပါတယ်တရုတ်ရွာမှာတော့626ကျပ်ဝယ်ဈေးရှိပြီးရောင်းစင်းမှာ639ကျပ်ပေါက်စင်းနဲ့တပတ်အတွင်းတရုတ်ရွံဈေးကွက်မှာတော့အတက်ဖက်ကိုဥတီနေပါတယ်ကိုရီးယားဝန်ဈေးနှုန်းကတော့တဝန်ကိုဒီကနေ့ရဲ့ပေါက်ဈေးအရ3.2ခုကျပ်ဝယ်ဈေးရှိပြီးရောင်းစင်းမှာတော့ 3.34ချက်ရှိနေပါတယ်။တပတ်တွင် ကိုရီးယားဝမ်ဈေးနှုန်းဟာအနည်းငယ်အတည့်ချရှိနေပါတယ်။အခုပြောပြတဲ့နိုင်ငံခြားငွေလွှဲနှုန်းတွေဟာဒီကနေ့ဇွန်လ20ရက်နေ့မှာဖြစ်ပေါ်နေတဲ့ငွေလွှဲနှုန်းတွေဖြစ်ပြီးဒီငွေဈေးနှုန်းတွေဟာနေရာဒေသကွဲပြားတာအရွက်ရောင်းဝယ်မှုရပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်တယ်လို့အချိန်နဲ့မျှလည်းအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်။ ဒီစီစဉ်ကနေနောက်ဆုံးအနေနဲ့တပတ်အတွင်းကမ္ဘာရွှေစည်းမြမရွှေစည်းနှုန်းတွေကို ပြောပြပေးသွားပါမယ်။ဒီနေ့ရဲ့ကမ္ဘာရွှေစည်းပေါက်ဈေးဟာတအောင်စားကို အမေရိကန်ဒေါ်လာ3350နေတသမ43ဒေါ်လာမှာပေါက်ဈေးရှိနေပါတယ်။တပတ်အတွင်းကမ္ဘာရွှေစည်းနှုန်းဟာ3350နေဒေါ်လာကနေ3443တသမ8နေဒေါ်လာကြားပေါက်ဈေးရှိခဲ့ပြီး ဒီရက်ပိုင်းတွင်ကပ္ပရွှေဈေးနှုန်းအနှင်းငယ်ချတဲ့ဖက်ကိုဥတည်နေတာတွေ့ရပါတယ်။မြမရွှေဈေးနှုန်းမှာတော့15ပဲရီတစ်ချက်သားကိုတစ်ပတ်အတွင်းမြမကျပ်ငွေ84သိန်း5000ကျပ်ကနေ85သိန်း5000ကျပ်အထိဈေးတက်လာတာကို တွေ့ရပါတယ်။16ပဲရီတစ်ချက်သားမှာတော့တစ်ပတ်တွင်းဝယ်ဈေးဟာ89သိန်းကျပ်ကနေ 88သိန်း9000ကျပ်အထိပေါက်ဈေးရှိခဲ့ပြီးရောင်းဈေးမှာတော့88သိန်း4000ကျပ်ကနေသိန်း80 2000ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။အခုပြောပြတဲ့ကမ္ဘာရွှေဈေးမြမရွှေဈေးနှုန်းတွေဟာအချိန်နဲ့အမျှအပြောင်းလဲဖြစ်နိုင်ပါတယ်။ဒီနေ့ဇွန်လ20ရက်နေ့ရှာတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတည်င်းတဲ့အတူ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝင်လဲလဲနှုတ်တွေကိုမော်လီမြကဆူစီတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဇွန်လ20ရက်နေ့အတွဲ KTN FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ KTN FM ကိုနားဆင်ခဲ့ကြတဲ့တဦးချင်းစီကိုကျေးဇူးတင်ပါတယ်။တောသားရှင်များနဲ့ Greeny ပြည်သူပြည်သားများအားလုံးစစ်အာဏာရှင်ပြီးကနေအမြန်ဆုံးကင်းလို့ပြီးကင်းကင်းလို့ချုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မမောင်ညားမကတာဝန်ယူတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။